အားလုံးပဲမင်္ဂလာပါဘွဲဆောင်ရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအခုတစ်ခေါက်ဗီဒီယိုမှာလည်းဒီကနေ့နိုဝင်ဘာလ22ရက်နေ့အတွက်စစ်ဝင်စားစရာနောက်ဆုံးရဗောလုံးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ဒါယာကြောင့်ကာလာရှိကြအနာယူနေရတဲ့ပြည်သိကွင်းလေကစားသမားပေါ်ပါကတော့လာမယ့်စနေနေ့မှာချန်ပီယံကစားမယ့်ရင်းနှစ်အသင်းနဲ့လီဂိုဝမ်ပွဲစဉ်အတွက်ဝန်တော်ကိုအသင်းရဲ့လူစင်းမှာပြန်လည်ပါဝင်လာတော့မှာဖြစ်ကြောင်းနောက်ဆုံးရပ်ပုတွေကသိရပါတယ် ပေါ်ပါလူစားဝင်ကစားသမားဖြစ်မိနစ်အနည်းငယ်လပါဝင်ကစားရန်ရည်ရချက်နဲ့အသင်းရဲ့လူစင်းမှာပြန်လည်ပါဝင်လာနိုင်ခဲ့တာပါပေါ်ပါအနေနဲ့ယခုလိုပွဲထွက်ကစားနိုင်ခြင်းဟာနှစ်နှစ်ကျော်ကြာကာလအတွင်းပထမဆုံးအကြိမ်ဖြစ်ပြန်လည်မြင်တွေ့ရမယ့်ပွဲထွက်ကစားခြင်းလည်းဖြစ်ပါတယ်ပေါ်ပါအနေနဲ့ဒဏ်ရာပြဿနာတွေစာချုပ်ပြဿနာတွေနဲ့ဘလုံးကစားဝင်ဆိုင်းငံ့ထားမှုတွေကြောင့်ဘလုံးကစားခြင်းနဲ့အလွန်အမင်းကင်းကွာနေခဲ့ရပြီးရင်းလိုချိန်ဆကောင်းနေဆက်လက်ချီးနေဦးမလားဆိုတော့အဓိကစောင့်ကြည့်ရမယ့်အချက်လည်းဖြစ်ပါတယ်ပေါ်ပါကကွင်းလက်မှာသူ့ရဲ့အမြင်စူးချမ်းမှုနဲ့ပေးပို့မှုတွေ မြောင်းလင်းထားတဲ့ဖက်ထိုးမှုတွေကဘလုံးလောကမှာထင်ရှားစေခဲ့ပြီးပော့ပါရဲ့ဘေးတက်တွေအနေနဲ့တန်နစ်ကြော်ကြအနားယူခဲ့ရပေမဲ့သူ့ရဲ့အခြေခံအရင်ရှင်းတွေကတော့မပြောင်းပြတ်နိုင်ကြောင်းမျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Paramount ဆိုတဲ့နာမည်ကြီးမီဒီယာကုမ္ပဏီတစ်ခုကတော့ UK နိုင်ငံမှာ2029-2028ရာသီကနေစတင်ပြီး Champions League ပြိုင်ပွဲတွေထုံးလွှင့်ပြသခွင့်ကိုတရားဝင်ရရှိသွားခဲ့ပြီလို့လည်းသိရှိရပါတယ်။ Paramount ဆိုတာလက်ရှိ TND Sport ကိုပေါင်10ဘီလီယံဒဏ်နဲ့စာချုပ်နဲ့ပေးရှိခဲ့ရတာဖြစ်ပြီး ဒီစာချုပ်ဟာ2029ကနေ2039နှစ်ထိမိနစ်တာကာလတက်တန်းရှိတယ်လို့လည်းသိရပါတယ်။ Amazon Prime ကလည်းအင်ကာနေတိုင်းကစားမဲ့ပွဲစဉ်တပွဲကိုဆက်လက်ထုတ်လင်းခွင့်ရရှိမှာဖြစ်ပြီး Paramount ကုမ္ပဏီဟာ UK ပြင်ဥရောပဈေးကွက်ကိုပါထိုးဖောက်လာတဲ့အနေနဲ့ Champion League ရဲ့ကျယ်ပြန့်တဲ့ထုတ်လင်းခွင့်ကိုဂျာမနီနိုင်ငံမှာပါရယူနိုင်ခဲ့တာပါ။နောက်ထပ်သတင်းဒီပုတ်အနေနဲ့ Sorry Club Air Alley အသင်းမှာကစားနေတဲ့ England တိုက်စစ်မှု Ivan Toni ကတော့လာမယ့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာ ရီးမီးယားလိဂ်ကိုပြန်လာဖို့အတွက်လစာအများပြားရှော့ယူဖို့အသင်းရှိနေကြောင်းတင်းတော့ကဖော်ပြလာခဲ့ပါတယ်။လက်ရှိအသက်29နှစ်အရွယ်တိုနီယာဆော်ရီအာရေဗျာမှာတပတ်ကိုအခွန်မဲ့ပေါင်၄သိန်းအထိရရှိနေတာပါ။သူ့ရဲ့ပရီးမီးယားလိဂ်ကိုပြန်လာလိုချင်တဲ့ပြင်းပြတဲ့ဆန္ဒမှာအင်္ဂလန်လက်ရွေးစင်နီးပြသောမတ်တူဂျေရဲ့ဝက်ပလာလူစင်းမှာပါဝင်ခွင့်ရရှိဖို့ရည်ရွယ်နေတာလည်းဖြစ်ပါတယ်။တိုနီကိုခေါ်ယူဖို့အတွက်ပရီးမီးယားလိဂ်ကလပ်နဲ့တင်းဖြစ်တဲ့တော်တန်ဟော့စ်ဘာအသင်းနဲ့အေဗာတန်အသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေကြတာပါ။ နောက်ဒေသလုံးဟာတက်စစ်မှုရဲ့အခြေအနေကိုစောင့်ကြည့်နေကြပြီးဒါမဲ့ဇန်နဝါရီမှာအရာခေါ်ယူရန်တူပန်းနိုင်ရေးရှိနေပြီးအိုင်ဗန်ဒိုနီယာလည်းလာစာချို့ယူဖို့ဆန္ဒရှိနေတာကြောင့်ဒီအပြောင်းအလဲဖြစ်မြောက်လာဖို့ချိန်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းဒီပုတ်အနေနဲ့ညီပါဘူးတင်းရဲ့ကွင်းလဲ့လူ Ryan Graham Bus ကတော့တလက်အတင်းနဲ့အတူ2030သို့မဟုတ်2031ခုနှစ်ထိတက်တန်းရှိတဲ့စာချုပ်တစ်ချို့ဆိုရင်အူမိုနီးဆက်လာနေကြောင်းနောက်ဆုံးရပ်ပုတ်တွေကသိရပါတယ်။ Graham Bus ကပြီးခဲ့တဲ့နေရာဒီအပြောင်းအလဲကာလတွေမှာ ဆော်ရီအာရေဗျကလပ်တွေကကြီးမားတဲ့ကံလမ်းမှုတစ်ခုကိုရရှိထားတယ်လို့သိရပြီးအစံမဘက်ကဒီကံလမ်းမှုကိုညှင်းပယ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ရမင်ဘတ်စ်ကတော့လေဘာဘူးတင်းမာသာသူ့ရဲ့အနာဂတ်ကိုပုံမအာယွန်စိုက်ထားပြီးဒီပြအန်နက်စလော့ရဲ့လက်အောက်မှာအရေးပါတဲ့ကံလမ်းမှုသူဖြစ်ခဲ့တာပါ။ရမင်ဘတ်စ်ဟာပြီးခဲ့တဲ့ရာသီကအထူးအောင်မြင်ခဲ့တဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီးအတင်းရဲ့ပထမဦးစားပေးကစားမလည်းဖြစ်ခဲ့တာပါ။ဒီပြအန်နက်စလော့ရဲ့လက်အောက်မှာလေဘာဘူးတင်းရဲ့ကစားဟန်အတွက်အရေးပါတဲ့အခန်းကဏ္ဍကနေမရှိမဖြစ်ကံလမ်းမှုသူဖြစ်လေပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အကောင်းဆုံးရှေ့ဆန်းကိုလီဗာပူးသင်းမှသာဆက်လက်ပြသရန်ရွေးချယ်ခဲ့တာဖြစ်ပြီးစာချိုးသက်ဟာကလပ်အတွက်ရည်ရှိအစီအစဉ်တစ်ရပ်ဖြစ်လာမှလည်းဖြစ်ပါတယ်။ဘာစီလိုနာသင်းရဲ့ဥက္ကဋ္ဌလာဘော်ဒါကတော့အသင်းရဲ့ဘေးသက်တွေစိတ်ဝင်စားနေတဲ့လီယိုနယ်မက်ဆီကိုကစားသမားအဖြစ်ပြန်လည်ခေါ်ယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးလက်တွေ့မကြကြောင်တရားဝင်မှတ်ချက်ပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်။လာဘော်ဒါကမက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီးလက်ရှိဖြစ်နိုင်ခြေနေပါကြောင်ယခုလိုရှင်းပြခဲ့တာပါ။လီယိုနယ်မက်ဆီကစားသမားအဖြစ်ပြန်လာခြင်းကလက်တွေ့မကြတဲ့ကိစ္စတစ်ခုပါ။ လက်ရှိမှာသူဟာအင်တာမိုင်ယာမီနဲ့စာချုပ်ရှိနေပါတယ်။ကလဟာပိစုတ်ပန်နဲ့အနာဂတ်အတွက်စီမံကိန်းတစ်ခုတည်ဆောက်နေတာပါ။ဒါဟာချုပ်ထွေးတဲ့ကိစ္စဖြစ်ပြီးအတိတ်မှာပဲနေမယ်ဆိုရင်ရှေ့ကိုတက်ဖို့ခက်ခဲပါတယ်ဆိုပြီးမှတ်ချက်ပေးသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေါ်တာရဲ့ယခုလိုမှတ်ချက်ဟာရင်းနယ်မက်ဆီကိုချစ်မြတ်လို့တဲ့ဘာစီလိုနာပေးသက်တည်းရဲ့မျော်လင့်ချက်တွေကိုတရားဝင်အဆုံးသတ်လိုက်တာဖြစ်ပြီးသူတို့အသင်းရဲ့စီမံကိန်းကတော့လူငယ်ကစားသမားတွေနဲ့အနာဂတ်ကိုတည်ဆောက်ရန်ဖြစ်ကြောင်းထက်လောင်းတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။ နောက်ထပ်သတင်းဒီပုတ်ကတော့ဘုံမောက်တိုက်စစ်မှုအန်တိုနီစီမီညိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေထပ်ပေါ်လာခဲ့ပြီးလေဘာဘူးတဲ့ဟာသူ့ကိုအထူးစိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။စီမီညိုရဲ့စာချုပ်မှာပါဝင်တဲ့စာချုပ်ဖြတ်သိမ်းရေး release clause မှာအပြောင်းလဲများစွာရှိနေတာပါ။ဒါမဲ့ဇန်နဝါရီလမှာစီမီညိုကိုခေါ်ယူမယ်ဆိုပါကအပူစုသေးပေါင်၅တန်းနဲ့စုစုပေါင်းပေါင်၆၅တန်းပေးချေရမှာပါ။ဒါပေမဲ့စီမီညိုရဲ့စာချုပ်ဖြတ်သိမ်းရေးဟာဒါမဲ့ဇွန်လရောက်ရှိပါကပေါင်တန်း၅၀ဝန်းကျင်ထိကျဆင်းသွားမှာလည်းဖြစ်ပါတယ်။ ဗမာအတင်းပါကတော့ဈေးနှုန်းကျဆင်းမဲ့ဇွန်လအထိစီမင်းညိုကိုအတင်းမှာဆက်လက်ထိန်းထားဖို့စတာရှိနေပြီးသူ့ရဲ့စာချုပ်မှာဖြတ်သိမ်းရေးပါဝင်နေတဲ့အတွက်ကစားသမားရွေးချယ်မှုပေါ်မှာသာမူတည်နေပြီးကလပ်ရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့လည်းသိရပါတယ်။ဥရောပကလပ်တွေထဲမှာတော့လီဗာပူးတင်ဟာစီမင်းညိုကိုအလေးနဲ့စိတ်ဝင်စားနေတယ်လို့သိရပြီးကစားသမားကိုဇန်နဝါရီမှာပေါင်65တန်းနဲ့ဝယ်ယူရန်ကြိုးစားလာမယ်ဆိုရင်ဗမာအတင်းဘက်ကတားဆီးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်စီမင်းညိုကလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိအဓိကအပြောင်းအကျွေ့သတင်းတပုတ်ဖြစ်လာနိုင်ွယ်ရှိနေတာလည်းဖြစ်ပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဘိုင်ယန်မြူနစ်အသင်းရဲ့ဥက္ကရာဟာနာကတော့ပြည်သူနောက်ခံလို့ဥပါမီကာနိုရဲ့စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီးအကောင်းမြင်နေကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဥပါမီကာနိုနဲ့ပတ်သက်တဲ့စာချုပ်သစ်ကိုအပြီးသတ်နိုင်ဖို့အကောင်းမြင်ပါတယ်။သူကဘိုင်ယန်မှာအလုံးပြောရှင်နေတယ်လို့လည်းကျွန်တော်တို့ကြားသိရပါတယ်။သူဟာအသင်းနဲ့အရာအလုံးအဆင်ပြေနေတယ်လို့နီးပြားနဲ့ပါအရာအလုံးအဆင်ပြေနေပါတယ်ဆိုပြီးပြောကြားသွားခဲ့တာပါ။ ဘိုင်မနစ်တင်ဟာဥပါမီဂါနိုရဲ့စစ်ကြေနပ်မှုအခြေအနေကိုအခွင့်ကောင်းယူပြီးစာချုပ်တည်တတန်းတုံးမြင့်နိုင်ဖို့အမြန်ဆုံးအပြည့်တက်ဖို့ကြိုးစားသွားပွဲရှိနေတာလည်းဖြစ်ပါတယ်။ဆိုတော့အခုတစ်ခေါက်ဘီယိုအတွက်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့အတွက်စစ်ဝေစားစရာနောက်ဆုံးရဘောလုံးသတင်းကတော့ဒီလောက်ပါပဲ။ဘီယိုလေးကိုစောထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ကွဲစုံရဲ့ Facebook, TikTok နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းတွေဘောလုံးနဲ့ပတ်သက်တဲ့သုံးသပ်ချက်တွေကိုတွားရောက်နားထောင်နေပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့နောက်ထပ်ဘီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျာ။